င်္ဂလာပါရှင်။ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ AN နဲ့ KAI ရဲ့တိုက်ခိုက်မှုကြောင့်စစ်သည်မော်၁၉စီးပျက်စီးသွားပြီးတဲ့နောက်မှာအကြီးဆုံး free gate စစ်ရေးရင်ကိုရချလိုက်ပြီးပြည်တွင်းပြည်ပရန်ကုန်နှိမ်နှင်းနိုင်စေရန်အတွက်တာလုံမင်းတို့စစ်သည်မော်ကိုမြေအောင်လိုက်တာအမိပေးပါလေ။ကွမ်းမြို့နယ်ထိစပ်နေတဲ့အေရီတိုင်းမြို့နယ်အချို့မှာပြူစောတိပြည်သူစစ်နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကိုစစ်တပ်ကလက်နက်တပ်ဆင်ရအတွက်ဟုတ်ပူမိတိုင်စစ်စင်တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့ရခိုင်ပြည်နယ်မြို့နယ်အတော်များများကိုလက်လွတ်ထားရတဲ့စစ်ကောင်စီကရေတပ်မှအုံပြုဖို့အကြီးဆုံး free gate စစ်ရရင်တစည်းကို ရေချခဲ့လို့စစ်တပ်မီဒီယာတွေကပြောပါရတယ်။အဲ့ဒီရရင်ကိုတာဝန်မင်းလို့အမည်ပေးထားပြီး အလျား135မီတာရှိကဒီဇင်ဘာလ24ရက်နေ့မှာမင်းအောင်လိုင်းကိုတိုင်ရေချအခမ်းအနားတက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတာလွန်မင်းလိုအမည်ပေးထားတဲ့ free gate စစ်ရေရေချပွဲအခမ်းအနားကိုရန်ကုန်တိုင်းတန်လင်းတပ်နယ်မှာရှိတဲ့ရေတပ်တင်မော်ကျင်းဌာနချုပ်မှာကျင်းပခဲ့တယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီစစ်ရေရင်ကိုပြည်တွင်းရန်နှိမ်နှင်းဖို့ပြည်ပရန်ကာကွယ်ဖို့နဲ့တာလွန်မင်းကိုဂုဏ်ပြုတဲ့အနေနဲ့ စစ်ကောင်စီရေတပ်ကတိစောက်ထားတာလို့သတင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။လက်ရှိမှာရခိုင်ကဲဝရန်းကမြို့နယ်အများပြားကိုလက်လွတ်ထားရခြင်းမှာစစ်ကောင်စီကအခုလိုရေတပ်စစ်သင်္ဘောစစ်ရေရင်ရေချပွဲပြုလုပ်လာတာလည်းဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့စစ်သင်္ဘော18စီးထံမင်းကိုအေအေနဲ့ KIA ဥဆောင်တဲ့တော်လိုင်းတပ်တွေကဖျက်ဆီးရှင်းလင်းထားနိုင်ပြီလည်းဖြစ်ပါတယ်။ကြပ်ပဲစစ်ကောင်စီတပ်ရဲ့စစ်သင်္ဘော၈စီးကို KIA ကတိုက်ခိုက်ဖျက်ဆီးခဲ့ပြီးစက်တင်ဘာလ၁၈ရက်နေ့မနက်ပိုင်းက ကချင်ပြည်နယ်ရွှေကူမြို့ကနေဗမော်ကိုစံတက်လာတဲ့စစ်ကောင်စီတင်မော်9စီကို KI နဲ့ PDF ပူးပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရမှာတင်မော်9စီဟာနှမြုပ်ခဲ့ပြီး၄စီမှာမီးလောင်ပျက်စီးသွားခဲ့ရပါတယ်။ဒါ့အပြင်စကိုင်းတိုင်းထိချိုက်မြို့နယ်မြတောင်မှာလည်းစစ်တင်မော်9စီကိုလည်းပြစ်ခတ်ဖျက်ဆီးသိမ်းပိုက်ခဲ့ပါတယ်။ဒါ့အပြင်ရခိုင်တပ်တော် A ကလည်းဒီနှစ်ဖေဖော်ဝါရီလ9ရက်ကနေ17နေ့ထိ6ရက်တာရေချောင်းတိုက်ပွဲတွေတွင်မှာစစ်ကောင်စီရဲ့စစ်တင်မော်3စီနဲ့ ဇက်သင်မော်2စီစုစုပေါင်း5စီကို ရခိုင်တပ်တော်ကတိုက်ခိုက်ချေမုန်းနိုင်ခဲ့ကြောင်းထို့သူအခြားသောစစ်သင်မော်4စီမှာလည်းရေချရွေမရနိုင်တဲ့အထိပျက်စီးသွားခဲ့ရလို့အေအေထုတ်ပြန်ပြောဆိုကြရသိရှိရပါလိမ့်ရှင်။ချင်းပြည်နယ်တဲ့တဲ့ပုတ်ကိုတက်ဆက်ပေးကြပါရစေ။ချင်းပြည်နယ်တီးတယ်မြို့နယ်စီရင်ဒေသကဘဲဆိုင်ခင်3ဧကခန့်ကိုဖျက်ဆီးခဲ့လို့ CDF CDF စီရင်စီဦးစီးချုပ်ထောင်းဘူကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါရယ်ဒီဇင်ဘာလ၁၉ရက်နေ့ကချင်းပြည်နယ်ချင်းလန်းစီရင်ဒေသအတွင် CDF CDN စီရင်ရဲ့၂၀၂၄ခုနှစ်ပုံမှန်အစည်းအဝေးဆုံးဖြတ်ချက်အရဒေသအတွင်းမှာရှိတဲ့ဘင်ကင်တောဧကခန့်ကို CDF CDN စီရင်ရဲဘော်တွေကဖျက်ဆီးခဲ့တာဖြစ်ပြီးကြံရှိနေတဲ့ဘင်ကင်တို့ကိုလည်းဆက်လက်ဖျက်ဆီးသွားမယ်လို့သိရှိရပါရယ်အဲ့ဒီဘင်ကင်ပိုင်ရှင်တွေဟာပြည်သူတွေဖြစ်ကြပြီး နိုင်ငံရေးအခြေအနေအရစောင့်ဝတ်နေရေးခက်ခဲလွန်းလာကြောင်းစိုက်ပျိုးလာရတာဖြစ်တယ်လို့ပြောပေမဲ့လည်းနိုင်ငံရေးမတည်ငြိမ်မှုကိုအခွင့်ကောင်းယူကာစောင့်ဝတ်နေရေးအတွက်မဟုတ်ဘဲကိုယ်ကောင်းကျိုးကြည့်စီးပွားရေးသမားအချို့ရဲ့သွေးထိုးအားပေးမှုကြောင့်ဖြစ်တယ်ဆိုတာကိုတွေ့ရှိရတယ်လို့ CSOC ချုပ်ထောင်ပိုးကပြောပါတယ်။ဒါ့အပြင်လည်းလူမျိုးရက်ရွာအနာဂတ်လှပဖမျိုးတာယာအေဂျင်စီတွေအတွက်ဘိန်းတိုးချဲ့စိုက်ပျိုးလာမှုကိုလက်မခံဘဲလုံးဝတားမြစ်တယ်လို့လည်းပြောပါတယ်။ ဘင်းခွန်ကိုလည်းကောက်ခံမှာမဟုတ်တော့ CDF CDF စီရင်ထင်းချုပ်နယ်မြေဒေသတခုလုံးဘင်းဆိုင်ပြိုကင်းစီရင်စီမံရေးချထားတဲ့အတိုင်းဆက်လက်ဆောင်ရွက်သွားမယ်ဆိုတာကိုအသိပေးထားကြောင်းကိုလည်း CDF CDF စီရင်စီဦးစီးချုပ်ထောင်ဘူးကပြောပါတယ်ရှင်ဒီကမှာတော့အကြမ်းဖက်စစ်ကောင်စီကရခိုင်ပြည်ဂွားမြို့နယ်ထိဆက်နေတဲ့ AI တန်းအတွင်းကမြို့နယ်အချို့မှာရှိတဲ့ပြူစောတိတွေပြည်သူစစ်နယ်ပြည်သူလုံခြုံရေးအဖွဲ့တွေကိုလက်နက်တွေတပ်ဆင်ဖို့အတွက် ဖောက်ပူမီးတိုက်အလော30စီစဉ်နေတယ်လို့တက်တဲ့င်းမြင့်နဲ့ထွေအုပ်တဲ့င်းမြင့်ကပြပြပါတယ်။ရခိုင်ပြည်ကွားမြို့နယ်နဲ့ထိစပ်နေတယ်။ ARD တိုင်းကတိုင်းကြောင်ကျုံပြောမြို့နယ်တွေတမက ရွှေတောင်ရံငွေဆောင်6တာနဲ့ပင်လယ်ကမ်းခြေနယ်ဆက်ချင်းဆက်ဆက်နေရာတွေအလုံးမှာရှိရကြရတွေမှာပြည်သူစစ်တွေပြူစောထီးတွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့တွေကိုလက်နက်တွေတပ်ဆင်ဖို့အတွက် စစ်ကောင်စီကစီစဉ်နေတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ပြည်သူစစ်နဲ့ပြူစောတီလုံမဲ့စင်းတွေတောင်းသွားပြီးလက်နဲ့အတူရှင်နဲ့ကြီကားတွေထုတ်ပေးမယ်လို့ပြောထားကြောင်းငတိုင်းချောင်းမြို့နယ်ကထွေရောက်သတင်းမြစ်တစ်ခုကရန်ကုန်ခေတ်သစ်မီဒီယာကိုအတီးပြုတ်ပြပြပါတယ်တက်သတင်းမြစ်တစ်ခုကလည်းပြည်သူစစ်ပြည်သူလုံခြုံရေးအဖွဲ့တွေကို MAC တနက်တွေတက်ဆင်ပေးဖို့ရှိနေပြီးအဲ့ဒီလက်နက်တွေဟာတိုက်ပွဲဝင်ဖို့အဓိကဖြစ်တယ်လို့လည်းသိရှိရပါတယ်လက်ရှိအခြေအနေအရ ဂွားမျိုးကနေတစင် AA နဲ့ PDF တွေက AR တိုင်းအတွင်းကိုဝင်ရောက်လာမှာကိုစိုးရိမ်နေတဲ့ခုခံတိုက်ခတ်ရန်ကြေးရအခြေပြု လုံခြုံရေးစနစ်ကိုထူထောင်တာဖြစ်ပြီးလက်နက်တွေတပ်ဆင်ဖို့စီစဉ်တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။စကန်တန်တဲ့တဲ့ဘုတ်ကိုတက်ဆက်ပေးကြပါလေ။စကန်တန်ရွှေဘုံမြို့နယ်အတွင်းအကြက်ဖက်စစ်တပ်ကစံစဘာနဲ့73စီတည်ယူခွင့်ကိုပုံမတင်းကျပ်ထားပြီးစံနဲ့73စီတည်ယူရင်စစ်တပ်ဂိတ်တိုင်းကအနည်းဆုံး7000ခန့် အများဆုံး7သိန်း20ကျီတောက်ခံနေတဲ့အတွက်ပြည်သူတွေမှာအခက်အခဲတွေကြုံတွေ့နေရလို့ဒေသတွေပြည်သူတွေကပြပြပါဗါတယ်အကြက်ပဲစစ်တပ်ရဲ့ဂိတ်တွေဖြစ်တဲ့ဇီကုံကဲကနော်ကဲအမှတ်နှစ်ကျောင်းကဲကိုးပင်ကဲမင်းကျောင်းကဲမန္တလေးအဝင်ရွှေဘိုတော်မုတ်ကဲမင်းကုံဂိတ်နဲ့စိတ်ခွန်ဂိတ်တို့ကအကြက်ပဲစစ်သားတွေဟာကုံစီတည်ယူခွင့်ပြေစာပါရင် ကျက်1000တောင်းပြီးပြေစံမပါရင်ကျက်9000တောင်းခံနေရလို့လည်းသိရှိရပါတယ်။စံကိုတော့တည်ယူခွင့်ပြေစံမပါရင် လုံးဝတည်ခွင့်မပေးကြောင်းဒေသနေပြည်သူတွေကပြပြပါတယ်။ဒါအပြင်ရွှေဘိုမြကြီးနားလန်းကိုဝင်ကိတ်မှာမြကြီးနားကိုစံနဲ့73စီတည်ယူခွင့်မပေးပဲစံနဲ့73စီပါလာသူတွေကိုဖမ်းဆီးမှာဖြစ်တဲ့အတွက်ပစ္စည်းတွေလည်းထားခဲ့ရတာဖြစ်ပြီးဒဏ်ငွေဖြစ်ကျက်9သိန်းကနေ10သိန်းကြီးစစ်တပ်ကိုပေးရတယ်လို့ကုန်သေးတွေကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပြပါရတယ်။ လက်ရှိမှာမြကြီးနားမြို့မှာဓာတ်ဆီတက်လီတာကိုကျက်တပေါင်းခွဲအထိမှောင်ခိုဈေးကွက်မှာပေါက်နေသလိုသခိုင်းနာပေါက်အကြက်ဖက်စစ်တပ်ဂိတ်နဲ့ရွှေဘိုမြို့နယ်အကြက်ဖက်စစ်တပ်ဂိတ်တွေမှာ73စီတဲလာတဲ့စီပေါစာကားနဲ့တွဲကားတွေကိုကားတစ်စီးကိုကျက်15သိန်းကနေ30ထိတိုက်ဝင်နေပြီးကားသေးနဲ့ကုန်ကားတွေထော်လာကြီးတွေပေါ်မှာတင်လာတဲ့73စီပေပါတလုံးကိုလည်းကျက်9000တောင်းခံတယ်လို့ကုန်တယ်တွေကပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့စကိုင်းတိုင်းစကိုင်းမြို့ဘက်ကနေမုံရွာမြို့ဘက်ကိုဆင်းလာတဲ့တံပြားကအကြက်ဘက်စစ်တပ်ရင်နှန်းကိုမိုင်းဆွဲတက်ခရာမှာစစ်သားတွေထိခိုက်မှုရှိပြီးခင်မုံရွာကရွှေမြင့်မိုဆေးရုံမှာစေကူတာမှုခံယူနေရတယ်လို့ BLDF တပ်ခွဲအညာမိုင်းအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ဒီဇင်ဘာလ23ရက်နေ့မွန်လွဲ2နိုင်ခွဲလောက်ကစကိုင်းမြို့ဘက်ကနေမုံရွာမြို့ကိုမန္တလေးမုံရွာလမ်းပိုင်းအတိုင်းဆင်းလာတဲ့အကြက်ဖက်စစ်တပ်ရဲ့တံပြားကကား6စီးပါရန်နံကို ချောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ BLDF တပ်ခွဲအညာမိုင်းတပ်ဖွဲ့ကခင်မွန်ကျေးပါရွှေတိုးနိုင်စီဆိုင်တောင်ဘက်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့တိုက်ခိုက်မှုတွင်းမှာအကြမ်းဖက်စစ်သားတွေထိခိုက်ဒဏ်ရာရရှိမှုရှိပြီးခင်မွန်ရွာကရွှေမြင့်မိုစစ်ရုံမှာဒဏ်ရာရစစ်သားတွေကိုစစ်ကူတာပြရဲ့နောက်မှာမုံရွာအနောက်မြောက်တိုင်းစစ်တနာကျောက်ကိုပြန်လည်ခေါ်ဆောင်သွားတယ်လို့လည်းသိရပါတယ်ရှင်။ မန္တလေးတန်းသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတန်းမရယာမြို့နယ်မွေပသိန်းရွာကိုအကြမ်းဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးနေတယ်လို့ Voice of မန္တလေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။ဒီဇင်ဘာလ25ရက်နေ့လယ်ပိုင်းကမရယာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပဲပြည်သူဝန်ကြီးတွေကိုမီးရှို့ဖျက်ဆီးနေတာလည်းဖြစ်ပါရစေ။လက်ရှိအချိန်ထိကြေးရွာတွင်ပျက်စီးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုရှိမရှိကိုအတိပြုနိုင်ခြင်းမရှိသေးပဲ။ ်အကြက်ဖက်စစ်တပ်ကပြည်သူပိုင်မြေတွေကိုဇက်တိုက်မီးရှို့နေရလို့လည်းသိရှိရပါတယ်။အလားတူမကွေးတိုင်းမြိုင်မြို့နယ်ဝက်ပုတ်ကျော်ကိုလည်းအကြက်ဖက်စစ်တပ်မီးရှို့ဖျက်ဆီးနေလို့ Relief မြိုင်အဖွဲ့ကပြောပါတယ်။ဒီဇင်ဘာလ25ရက်နေ့နနက်7:00နာရီလောက်မှာမြိုင်မြို့နယ်တောင်ပိုင်းစစ်မှုနှစ်ကနေထွက်လာတဲ့အင်အား80ခန့်ပါတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းဟာဝက်ပုတ်ရွာကိုတနက်တွေပြစ်ဖောက်ကဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကပြည်သူပိုင်းနေတွေကိုဇက်တိုက်မီးရှို့ဖျက်ဆီးနေတာဖြစ်ပြီးကျေးရွာတွင်ပျက်စီးဆုံးရှုံးမှုအခြေအနေနဲ့ပြည်သူတွေထိခိုက်မှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မများပါ။